ယောဂအတုတ်ထဲမှာလေအဝိဇ္ဇာယောဂဆိုတဲ့ဟာလေးကိုနည်းနည်းနှလုံးသွင်းကြည့်ရအောင်အဝိဇ္ဇာယောဂစီအဘယ်သို့ ဖြစ်သနည်းတဲ့ယဟန်တို့ဤလောက၌အချို့သောသူသည် ထိတွေ့မှုဤအကြောင်းဖြစ်သော6ပါးသော အာရဏတို့ဤဖြစ်ခြင်းကို၎င်းပြည့်ခြင်းကို၎င်းတာယာပွဲကို၎င်းအပြည့်ကို၎င်းထွတ်မြောက်ရာကို၎င်းဟုတ်တိုင်းမှန်စွာမသိတဲ့ ထိတွေ့မှုရဲ့အကြောင်းဖြစ်သော6ပါးသောအာယရဏတို့၏ဖြစ်ခြင်းကို ဖြစ်ခြင်းကိုတာယာပွဲကို အပြစ်ကို ထွက်မြောက်ရာကိုဟုတ်တိုင်းမှန်စွာ မသိသောသူအားထိတွေ့မှုဤအကြောင်းဖြစ်သော6ပါးသောအာယရဏတို့၌မသိခြင်းအဝိဇ္ဇာစီကိန်းအောင်နေ၏တဲ့ယဟန်တော်ဤစီကိုအဝိဇ္ဇာယောဂဟုဆို၏တဲ့ဤသို့လျှင် ကာမယောဂဘဝယောဂဒိဋ္ဌိယောဂအဝိဇ္ဇာယောဂတို့သည်ဖြစ်၏ ယောဂလေးပါးကိုမပယ်ရသေးသူစီညှက်နှမ်းခြင်းကိုဖြစ်စေတတ်ကုန်သောဘဝသက်ကို ပြုလေရှိကုန်သော ပူပန်ခြင်းနဲ့တကွဖြစ်ကုန်သောဆင်းရဲသောအကျိုးကို ဖြစ်စေတတ်ကုန်သောနောင်ခါပရိသန်တွင်နေခြင်းအိုခြင်းသေခြင်းသဘောကိုဖြစ်စေတတ်ကုန်သော အကုသိုလ်တရားရုပ်တို့နှင့်ရှင်ဤထို့ကြောင့်ထိုသူကိုယောဂလေးပါးတို့နှင့်ဘေးမရှိရနိဗ္ဗာန်ကို မရနိုင်သူဟုဆို၏ယဟန်တို့ ယောဂ၄ပါးတို့စီဤ၄မျိုးတို့ပင်ဒီတဲ့သူအဝိဇ္ဇာယောဂကိုခေါ်သွားတဲ့ဟာလေးကိုအဝိဇ္ဇာဆိုလို့ရှိရင်ဘလို့ဟာလဲကျွန်တော်တို့ကမသိတာပဲပြောတာဒါပေမဲ့ဒီမှာပြောသွားတယ်နည်းနည်းရှင်းတယ်ထိတွေ့လို့ရတာ6ခုရှိတယ်ကျွန်တော်တို့ထိတွေ့လို့ရတာ6ခုဆိုအခုကျွန်တော်အခုပြောတဲ့ဟာလေမျက်စိ အဆင်းကိုထိလို့ရတယ်ထိတွေ့လို့ရတယ်6ခုဆိုမျက်စိရဲ့ဖြစ်ခြင်းကိုမျက်စိရဲ့ဖြစ်ခြင်းကိုအန်ထားပါတော့အဲ့ထိတွေ့လို့ရတယ်6ခုအရင်ပြောမယ်အခုပြောတဲ့ကျွန်တော်ပြောနေတဲ့အာရမဏိကကိုပြောတာသူကအဲမျက်စိရဲ့နားရဲ့နှာခေါင်းရဲ့ရှာရဲ့ကိုယ်ရဲ့ဟရိယဝတ္ထုနှလုံးရဲ့ပေါ့ ဲ့ဒီ6ခုအဲ့ဒီ6ခုမှာ5ဘုံငါ5ခုတည်းတွဲလိုက်မယ်မျက်စိရဲ့အဆင်းရဲ့မြင်သိရဲ့ဖတ်သရဲ့ဝေဒနာရဲ့ဒါကတစ်ချိန်ထဲမှာဖြစ်ကြတာကြမ်းလို့ဒီ5မျိုးကိုပြောတာထိတွေ့ထိလိုက်တာနဲ့မျက်စိရဲ့အဆင်းရဲ့ထိလိုက်တာနဲ့အဲမျက်စိအဆင်းထိပြီအဲပြီးတော့မြင်သိ ဖတ်တဝေဒနာအဲ့တနေရာတည်းမှာတကြိုင်တပြိုင်တည်းဖြစ်တယ်ဖြစ်ချင်းကိုလည်းမသိဘူးတဲ့အဲ့ဆိုမျက်စိရဲ့အဆင်းရဲ့ဘာတွေဖြစ်တာလဲဆိုတာမသိတာပေါ့ဆိုလိုတာအဲထားပါတော့ခုနကတော့ပြောပြီမျက်စိရဲ့အဆင်းရဲ့မြင်သိရဲ့ဖတ်တရဲ့ဝေဒနာအဲ့ဒီ၅မြို့မှာ အဆင်းရဲ့အတန်ရဲ့အနှံ့ရဲ့အရသာရဲ့တွေးထိစရာဆိုတဲ့တွေးကြံစရာဆိုတဲ့အဲ့ဒီ6ခုဖယ်လိုက်ဖယ်လိုက်လို့ရှိရင်ကျွန်တော်တို့6ခုမျက်စိရဲ့နားရဲ့နှာခေါင်းရဲ့ရှားရဲ့ကိုယ်ရဲ့နှလုံးရဲ့အဲ့ပြီးတော့မြင်သည့်ကြားသည့်နံသည့်စားသည့်ထိသည့်ကြံသည့်အဲ့ပြီးတော့ဖတ်တာအဲ့ပြီးတော့ဝေဒနာအဲ့ဒီနေရာမှာတစ်ခါတည်းတစ်ပြိုင်တည်းဖြစ်ကြတယ် 6လဲလေ20နဲ့လေ20နဲ့လေးခုဖြစ်တယ်အဲ့မှာတစ်ခုတစ်ခုဆိုရင်အဲ့လိုလေးဖြစ်တယ်အဲ့ဒီဖြစ်ချင်းကိုမသိတာတဲ့အဝိဇ္ဇာဆိုတာနော်အဝိဇ္ဇာယောဂဆိုတာအဲ့ဒီနေရာမှာမျက်စိဖြစ်ပါတယ်မြင်သိဖြစ်ပါတယ်ဖတ်တာဖြစ်ပါတယ်ဝေဒနာ ဖြစ်ပါတယ်လို့အဲ့ဒီနေရာမှာဖြစ်လိုက်တာပါလို့မသိတာတဲ့အဲ့ဒါပြီးတော့ အဲ့ဒီနေရာမှာအဲ့ဒီလိုလေးဖြစ်ပြီးတော့အဲ့ဒီနေရာမှာပဲပြက်သွားတာပါလို့လည်းမသိတာလေဗျဖြစ်ချင်းကို၎င်းပြက်ချင်းကို၎င်းမသိဘူးတဲ့အဲ့ပြီးတော့ตายာပွဲအဲ့ဒီနှစ်ခုကိုမသိလို့ရှိရင်ငါမှထွေငါငါနဲ့တွေ့တာငါမြင်ရတာငါကြားရတာဆိုပြီးတော့အဲ့ဒီမှာယောသမမူပြောင်းစီးပြီးတော့ဆုတ်ကင်လိုက်တဲ့ตายာပွဲအဲတဏကငါက ငါနဲ့တွေ့တယ်နော်ငါမြင်တယ်နော်ငါကြားတယ်နော်ဆိုတဲ့ဟာနဲ့ဆုပ်ကန်လိုက်တဲ့အခါကျအဲ့ဒါကငါနဲ့ပေါင်းလိုက်တဲ့အခါမှာသာယာဝယ်ကြီးလို့ဖြစ်လာဟိုမှာမရှိတော့ဘူးဖြစ်ပြီးရင်ဖြစ်တဲ့နေရာမှာပြတ်သွားပြီမရှိတော့ဘူးဒါပေမဲ့ငါနဲ့ပေါင်းလိုက်တော့အဲ့ဒီအထီးတွေအကုန်လုံးကသာယာဝယ်ဖြစ်လာသာယာဝယ်ကိုလည်းမသိဘူးတဲ့မောဟဆိုတော့သာယာဝယ်ဘလို့ဖန်တီးယူလိုက်တယ်ဆိုတော့အာရမဏိကတွေဖန်တီးလိုက်တာနော်ခုနကတော့ ဖတ်တဲ့ဝေဒနာအထိတာတရားသဘောတွေအဲ့ဒါနောက်ပိုင်းမှာငါ့ကိုငါကမြင်တယ်ငါတွေ့တယ်เนาะနောက်တုန်းကလည်းငါတွေ့နောက်လည်းငါတွေ့ဦးမယ်ဆိုအတိတ်နာကကာလသုံးပါးကိုဖန်တီးလိုက်တယ်အာရမဏိကအဲ့ဒီအာရမဏိကကตาရပွဲအဖြစ်လဲဖန်တီးပါတယ်တဲ့အဲ့လိုပြောတာตาရပွဲကိုလည်းဖန်တီးတယ်နောက်တစ်ခု တာယာပွဲကိုလည်းဖန်တီးလိုက်တာကိုတာယာပွဲဒီလိုဖန်တီးလိုက်တာကိုအာရမဏိကတွေကပဲတာယာပွဲကိုဒီလိုဖန်တီးလိုက်တာကိုလို့သိရင်အဝိဇ္ဇာမရှိဘူးတဲ့မသိရင်အဝိဇ္ဇာဖြစ်တယ်လို့ဒီလိုပြောတာအဲ့ဒါပြီးတော့အပြစ်အဲ့ဒီပေါ်ပြီးပျောက်ပျောက်သွားတဲ့တရားတွေက ကိုယ့်အတွက်ကောဘာတွေများ ဖြစ်လာနိုင်သေးသလဲဆိုဘာမှဖြစ်မလာနိုင်ဘူးသူကမျက်စိကအဲ့ဒီနေရာမှာပေါ်ပြီးပျောက်သွားတယ်မြင်မြင်သည့်ဖတ်တာဝေရံအဲ့ဒီနာပေါ်ပြီးအဲ့ဒီနေရာပျောက်သွားပျောက်သွားပြီးတဲ့နောက်ပိုင်းမှာကိုယ့်ဘာအကျိုးပြုလဲဆိုအကျိုးပြုတာတွေမပြုတာတွေဘာမှမရှိဘူးအဲ့ဒါကိုကိုယ့်အနေကိုငါဖြစ်တယ်ငါလုပ်တယ်ဆိုကိုယ့်အနေကိုตายาบวยอภิเษกตาเปลี่ยนไปผ่านดีပြီးတော့อยู่နေတာတခြားစီတယ် တခြားစီတွေဖြစ်နေတဲ့အတွက်ကြောင့်မို့အဲ့ဒီအထင်တွေဟာတခြားစီတွေပဲဒါပေမဲ့အဲ့ဒီတခြားစီတွေဖြစ်နေတဲ့ကိစ္စကိုပဲငါဟာဒီပါလို့သိမ့်ပိုက်လို့ရှင်အိုနာတိနဲ့သွားညှိတာအဲ့လိုအိုနာတိတွေနဲ့ခဏခဏညှိနေတာ ဖြစ်တဲ့တဲ့အဲ့ဒါကိုအပြစ်လို့ခေါ်တာတဲ့တကယ်တော့မျက်စိနဲ့အဆင်းရဲ့မြင်သိရဲ့ဖတ်သဝေဒနာအဲ့ဒါတစ်ချိန်တည်းမှာတစ်နေရာတည်းမှာတစ်ခါတည်းဖြစ်ပြီးပြတ်သွားကြတာပြီးသွားပြီသူတို့က အဲ့သားရပွဲဆိုတော့လောဘကနေပြီးတော့အတ္တကနေပြီးတော့အကောင်ကနေပြီးတော့ငါငါမြင်တာငါကြားတာနဲ့အဲ့ဒီလိုနဲ့ဖန်တီးယူလိုက်တော့သားရပွဲဖြစ်နေတာအဲ့ဒီသားရပွဲရှိနေသရွေ့ဦးနာသေးဆိုတဲ့ဟာနဲ့တခါတည်းချွေတုတ်တာအဲ့ဒါကိုဦးနာသေးခဏခဏခံရတာအဲ့ဒီသားရပွဲကြောင့်ခံရတာပါလို့ဆိုလို့အဲ့ဒီလိုမသိတာအဲ့ကြောင့်သားရပွဲရဲ့ အပြက်အဲ့ဒါလို့သားရနေရင်ဒီလိုအပြက်ရှိပါတယ်လို့သာသိတာပေါ့အဲ့တော့ပြီးတော့ထွံ့မြောက်ရာဆိုတဲ့ဟာကဒီလိုအကောင်နဲ့ဖန်တီးယူပြီးတော့ထွံ့မြောက်ရာကိုမသိခြင်းထွံ့မြောက်ရာဆိုတာခဏတုန်းကပြောပြီးပြီအရိယာမိသားစုဟာဒီအဝိဇ္ဇာနဲ့တိဆောက်ထားတဲ့ဟာမဟုတ်ဘူးသဗ္ဗညုတဉာဏ်နဲ့တိဆောက်ထားတဲ့မိသားစုတွေ သီလသမารိပညာနဲ့တိဆောက်ထားတဲ့မိသားစုဖြစ်တဲ့အတွက်သူတို့မှာအဝိဇ္ဇာမရှိဘူး။အဝိဇ္ဇာမရှိတဲ့အတွက်အိုနာစီခံစီရမလို့။အိုနာအဲအရာကဖရာတရားတန်ခါဟာဒီနယ်ပယ်ကနေပြီးထွက်ချင်ရင်သူတို့ကိုမိသားစုအဖြစ်လက်ခံပြီးတော့ကိုကအဲ့ဒီဘက်ကိုစီကပ်ဖို့ပဲလိုတာအဲ့ဒါကိုထွက်မြောက်ရလို့ခေါ်တယ်အဲအဲ့ဒါဆိုရင်ဖြစ်ချင်းဒီ ထိဆက်မှု6ခုရှိတယ်။မျက်စိ၊နား၊နှာခေါင်း၊ရှားကိုယ်နှလုံးအဲအဲ့ဒီမှာတရားဟာအဲ့နားမှာတပြိုင်တည်းဖြစ်ကြတဲ့ဟာကိုရောရည်လိုက်လို့ရှိရင်မျက်စိရဲ့အဆင်းရဲ့မြင်သိရဲ့ဖတ်သက်ရဲ့ဝေဒနာအဲ့ဒါဘသူတွေဘာပဲပြောပြောဘသူတားတားမရဘူးအဲ့ဒီမှာပေါ်ပြီးရင်အဲ့ဒီမှာပျောက်တယ်။အဲ့ဒါဘာလို့မရအောင်။နားကလည်းပဲနားမှာပေါ်ပြီးရင်အဲ့ဒီမှာပျောက်သွား။နှာခေါင်းကလည်းပေါ်ပြီးပျောက်တယ်။ရှားကလည်းပေါ်ပြီးပျောက်တယ်။ ခန္ဓာကိုယ်ကလည်းပေါ်ပြီးပြောက်တယ်အဲဟရိယဝတ္ထုမှာထိတဲ့ဟာလဲအဲ့ဒီနေရာမှာပဲအဲမနောရဲ့ဓမ္မယုံရဲ့ကြံသိစိတ်ရဲ့ဖတ်တရဲ့ဝေဒနာရဲ့အဲ့ဒီမှာပေါ်ပြီးပြောက်တယ်အဲအဲ့ဒါရဲ့နောက်ပိုင်းမှာမှဒီအာရမဏိကငါတွေ့တာပါငါမြင်တာပါအဲ့ဒီငါ6ခုစလုံးအကောင်ကြီးလှုပ်ပြီးတော့ငါတွေ့တာပါငါမြင်တာပါ तू ကငါ့ကိုလှုပ်တယ်ငါသူ့ကိုလှုပ်တယ်နဲ့အဲ့ဒီလိုဖန်တီးယူထားလိုက်တာအဲ့ဒါအာရမဏိကကြီးဆိုတာ အာရမဏိကကိုပိုင်ပိုင်နိုင်နိုင်နားမလည်ဘူးဆိုရင်အာရမဏိကနှမျိုးရှိတယ်အကုသိုလ်ကိုအကုသိုလ်ကောင်အဖြစ်ဖန်တီးတာလဲအာရမဏိကအဲဖရာအဖြစ်ပြည့်စေကဗုဒ္ဓအဖြစ်ဖန်တီးရင်လဲအာရမဏိကပဲအဲဆိုတော့ဖန်တီးတာမှန်သမျှအာရမဏိကဘက်ကလောက်တာအာယုံကလုံနေတာမဟုတ်ဘူးအာယုံက6ခုပဲရှိတယ်အာယုံကပန့်ပိုးတာလောက်ပဲရှိတယ်ပန့်ပိုးပြီးရင်သူကပြတ်သွားတာ လူတယောက်ကကိုယ်ကိုဆဲတယ်ဆိုရင်မုံနာတွေချက်တာတွေပါဖြစ်တာတွေညာဖြစ်တယ်အာရမဏိကဘက်ကလှုပ်တာဆဲတာကအတန်လောက်ပဲထိတာကျန်တဲ့ဘာမှမထိဘူးအဲအဲ့ဒီလိုနားလည်လိုက်လို့ရှိရင်အဝိဇ္ဇာဆိုတဲ့ဟာကအဲ့ဒီ6ခုရှိတယ်30ရှိအဲ့ဒီနားမှာဖြစ်ချင်းကိုလည်းသိသွားမယ်အဖြစ်ချင်းကိုမသိဘူးပြက်ချင်းကိုမသိဘူးတာယာပွဲဖန်တီးလိုက်တဲ့အာရမဏိကကိုမသိဘူး အပြက်ကိုမသိဘူးထွက်မြောက်ရအောင်မသိဘူးအဲ့ဒီငါးမျိုးမသိရင်အဝိဇ္ဇာလို့ခေါ်တာတဲ့ဒါဝတ်ဆင်းရဲနဲ့ချစ်တုပ်ထားတယ်လို့ခေါ်တာအဲ့ဖြစ်ချင်းကိုလည်းသိသွားပြီပြစ်ချင်းကိုလည်းသိသွားပြီတာယာပွဲကိုလည်းသိသွားပြီအပြက်ကိုလည်းသိသွားပြီထွက်မြောက်ရအောင်လည်းသိသွားပြီဆိုရင်အဝိဇ္ဇာမရှိတော့ဘူးလို့ပြောတာတဲ့အဲ့ဒီအဝိဇ္ဇာမရှိတာကိုမရှိဘူးခေလို့ကိုကမြင်ပြီဆိုရင် ဲ့အဝိဇ္ဇာချုပ်ငင်းတော့အဝိဇ္ဇာချုပ်ငင်းနဲ့ညရောတာနိဗ္ဗာန်ရတာပေါ့အဲဒီတရားလေးလည်းပဲတော်တော်လေးအဝိဇ္ဇာကိုသေသေးချာချာလေးမြင်လွယ်ထင်လွယ်ရှိတယ်အဲဒါဆိုအဝိဇ္ဇာရဲ့မတိမှုမတိအောင်ဖုံးထားတာငါးခုရှိတယ်အဲ့ဒီငါးခုသိသွားရင်ဝိဇ္ဇာညံဖြစ်ပြီဆိုတော့ညံဖြစ်တာကိုလည်းသိတယ်ညံမဖြစ်တာအဝိဇ္ဇာကိုလည်းတွေးခြင်းတွေးမယ် ဲ့ဆိုဖြစ်ချင်းကိုမသိဘူးပြက်ချင်းကိုမသိဘူးသားရပွဲကိုမသိဘူးအပြက်ကိုမသိဘူးထွက်မြောက်ရအောင်မသိဘူးဆိုရင်ဒါအဝိဇ္ဇာဖြစ်နေတယ်လို့ခေါ်အာဖြစ်ချင်းကိုလည်းသိတယ်ပြက်ချင်းကိုလည်းသိတယ်သားရပွဲကိုလည်းသိတယ်အပြက်ကိုလည်းသိတယ်ထွက်မြောက်ရအောင်လည်းသိတယ်ဆိုရင်ဝိဇ္ဇာညာဖြစ်နေတယ်လို့ကိုကိုကိုဆုံးဖြတ်ချက်ချလို့ရတယ်အဲ့ဒါဆိုရင်လည်းဒါတရားအားထုတ်တာပဲလို့နားလည်ရမှာအဲ့ဒါဆိုရင်မျက်စိတွေမှာတပြိုင်တည်းဖြစ်တဲ့ မျက်စိရဲ့အဆင်းရဲ့မြင်သိရဲ့ဖတ်သရဲ့ဝေဒနာရဲ့ဟာအဲ့ဒီနေရာမှာပေါ်ပြီးအဲ့ဒီနေရာမှာတပြိုင်တည်းပျောက်ကြပါတယ်ဒီ6ခုစလုံးဟာတပြိုင်တည်းပျောက်ကြပါတယ်တပြိုင်တည်းဖြစ်လာတယ်တပြိုင်တည်းပျောက်သွားတယ်အဲ့ဒီအပေါ်မှာအခြေခံပြီးတော့အကောင့်ထဲဒီအာရမဏိကဘက်ကပုံဖော်လိုက်တယ်အဲ့ဒီအပေါ်မှာပဲတာယာပွဲဖြစ်တယ်ဒါပေမဲ့အဲ့ဒီတာယာပွဲအကြောင်းမို့ပဲခဏခဏအူနာတင်နဲ့ညှိနေတဲ့အပြက်ကြီးအပြက်ကြီးဘေးကြီးဖြစ်လာတယ် အဲအဲ့ဒီအပြစ်ဘေးကိုကြောက်ပြီးတော့တန်တရာဝဆင်းရဲ့ပါရမီတွေဖြည့်ပြီးတော့ကြိုးစားအားထုတ်သွားတယ်ဖရာတရားဖရာပစ္စည်းကဘောအရိယာပုဂ္ဂိုလ်တွေကဒါထွံ့မြောက်ရကိုကအဲ့ဒီလမ်းကိုထွက်ရင်သူတို့နဲ့တူသွားရင်ထွံ့မြောက်ရဖြစ်တယ်သူတို့နဲ့မတူဘဲနဲ့ကိုကနဲ့ကိုပဲတရားရအောင်လုပ်မယ်ဆိုရင်သူတို့နဲ့မဆိုင်သလိုလုပ်ရင်တော့ထွံ့မြောက်ရမရှိဘူးလို့အဲ့လိုဆိုလိုပါတယ်အဲ့ဒါဒီတုတ်ကလေးလည်း တော်တော်လေးကောင်းတဲ့တရားပါလို့အဲအဲ့လိုလေးလဲနားလည်လိုက်ပါ